တို့နဲ့မောင်လည်းအကျဉ်းလင်းများ ဖြစ်ခဲ့ဘူးရဲ့ဆိုတာအလင်းငါရှင်တော့ပါပြီနော်ဒီမှာမိဘရဲ့ပီဇာလိုကိုဘောင်းနဲ့လက်ထပ်ခဲ့ရပါဒီမှာဒီမှာဒီကြောင့်လည်းဘာမှမသိခဲ့ဘူးမောင်ကအရှိုးဒီကြောင်းနေမပြောခဲ့ဘူးလားတို့နဲ့တရားဝင်လင်မယားဖြစ်ခဲ့ဘူးတဲ့ဆိုတာကိုလက်ထပ်ခဲ့ဘူးရဲ့ဆိုတာကို မပြောခဲ့ဘူးလားဟမ်မပြောခဲ့ဘူးမပြောခဲ့လို့လေကျမအဲ့ဒါလည်းဘာမှမသိခဲ့တာဘူးအော်အဲ့လေအခုပြေတနာအထွတ်အထိပ်ကိုရောက်နေပြီဆိုတော့မောင်နဲ့ဒူးနဲ့အကြောင်းအလင်းငါတိအောင်အဆအဆုံးပြပြပါမယ်